โอเคကျွန်တော်ရှေ့အပိုက်ကိုခရီးဆက်လို့ရပြီเนาะဒီ edit မှာကျွန်တော်လွဲချက်တွေတခုကျွန်တော်တွေ့တယ်ပထမတစ်ပိုင်းကတော့ဒီမြန်မာနိုင်ငံမြေပုံကိုဖတ်တဲ့အခါမှာဟောဒီလက်အနားမှာကျွန်တော်ဒီဖြစ်တာအများတော့တယ်ဗျာဒီမှာအခေါက်ခံပြီးတော့ဖြစ်တော့တယ်အဲ့လိုပုံစံမျိုးတွေမဖြစ်အောင်ကဲကဲမှာအသုံးပြုတွေကတိကသူ့ကိုတေရှာလေးဇုံးချပြီးတော့မှလုပ်ပြလိုက်ပါเนาะကျွန်တော်ကတော့မပြုတ်ပြင်တော့ဘူးပြီးကျွန်တော်ဒီစာအုပ်ကိုဖတ်ထားတဲ့အနေထားမှာလည်းစာအုပ်ကကြီးတော့ လက်ကဟိုအပေါ်ရောက်နေဒီဘက်လက်လက်ဒီအောက်ကိုရောက်နေရောက်နေတဲ့အခါမှာဒီမြန်မာနိုင်ငံမျိုးပုံကြီးကိုဟိုလက်နဲ့ကြိုက်ထားတဲ့အနေအထားမရှိဘူးเนาะရင်ခွင်တွေကိုနေပြီးအားနဲ့ညှစ်သွင်းထားတဲ့ပုံစံမျိုးလေးဖြစ်နေအဲ့လိုပုံစံမျိုးလေးဖြစ်နေเนาะဒီဒီမျိုးပုံလေးကအာအဲ့ဒါလေးတစ်ချက်ပြပြလို့ရပါတယ်ပြီးရင်ကျွန်တော်ရှေ့ကပိုက်ခရီးဆက်ခြင်းမယ်ဟာပေါင်းလေးကလေးရှယ်တောင်းမီဒီယာထောက်လိုက်မယ် ြီးကျွန်တော်ဒီ debt ပုံလေးထည့်လိုက်မယ်နော်ဒီဘက်ရောက်သွားပြီဗျာ debt ပုံကအဲ့ debt ပုံလေးဒီ asset 30နဲ့ခုန stretch to composition area နဲ့မဖြစ်ဘူးဖြစ် composition area နဲ့ဖြစ်မယ်သူအဲ့လိုမျိုးဖြစ်လိုက်မယ်ပြီးဒီဒီ debt ပုံကိုကျွန်တော်ဒီအဆုံးမြောက်ပြီးဒီမှာပြင်ပေါ့နော်အဲ့ဒီထားလိုက်ပါပြီးနေရေဘယ်လိုမျိုးအပိုင်းဖြတ်မလဲဆိုတော့ဒီကနေလို့ဒီ13 issue 02မှာတပိုင်းဖြတ်မယ်1:0 8မှာတပိုင်းဖြတ်မယ်

ကျောင်းမှာကျွန်တော် grade ကိုအပွား grade ကိုထောက်ဆောင်တည်တည်စေတုံးစနေ copy ကစေတုံးစနေ piece ကတော့လကြည့်ပြီနော်ဒီ grade က column piece ဖြစ်တော်လိမ့်မယ်ဒီအဆုံးမှာအောက်ဘက်ကိုလေ့လိုက်မယ်ဒီနေရာလေးထောက်လို့မှာပြောင်းပြန်လေ့လိုက်ပါဘောနော် bd depth ပုံကို b to mark in လိုက်အပိုင်းခွဲမယ်သိရှိဘူးလားဒီနေရာလေးထောက်နှစ်ပိုင်းခွဲဒီနေရာလေးထောက်နှစ်ပိုင်းခွဲအဲ့လိုပုံစံမျိုးလေးခွဲတော့ပါ โอเคပိုင်းခွေးလူပြည်ဒီဘက်ကိုလာမယ်ဒီဘက်တက်ပုံကဟိုဘက်ကိုစောင့်နေเนาะအစားဆုံးပုံကိုတခါလေးထောက်လိုက်မယ်ပေါ်ဆက်သွင်းနေ flick horizontal လောက်လိုက်မယ်ပြောင်းပြန်လေးလိုက်မယ်ပြီးအစားဆုံးပိုင်းရှိကဒီပိုင်းလေးကိုထောင်း flick horizontal သူ့ရှေ့တစ်ပိုင်းကြော်ရောမှာ flick horizontal ြောင်းပြန်တင်ပြောင်းပြန်တင်ဖြစ်သွားလိမ့်မယ်နော်ဒီအစားဆုံးဘက်မှာကျွန်တော် effect တင်မယ်ပုံကူတစ်ချက်ထောက်မယ်နော် effect နဲ့ add effect နဲ့ပထမဆုံးအနေနဲ့ဒီ tiny ဆိုတဲ့ effect တစ်မျိုးကိုထည့်လိုက်မယ်ဒီတင်မှာရှိရနော်အဲ့ဒါလေးတစ်ချက်တော့ဒီအောင်မှာ tiny ဆိုတဲ့ effect ရှိရယ် standard set တွေကိုနေလိုက်မယ်။ဘေးဒီ tiny stick မှာ metro ကိုဖွင့်ပြလိုက်ပါ။ add effect ကိုနေမယ်။ဒီ move and transporter oscillate ကိုကျွန်တော်ထည့်လိုက်မယ်။ standard set တွေကိုနေမယ်။ဒီ oscillate မှာဒီ angle ကိုပထမဆုံး၄၀ကဒါမှမဟုတ်ရင်0ထားမယ်။ ဒီ frequencies ကို6.8 dB နဲ့ပဲနော်ဒီ magnitude ဘာစာလို့ key frequency ဆာမှာသူ900 dB short တင်လိုက်မယ်အဆုံးရောက်တဲ့အခါမှာသူ10ရောဒီကြားမှာ grid ကိုထောက်အပေါ် grid ကိုထောက်အဆုံးဒီတင်အောက်ကကိုလည်းဆုံးဒီတင်နော်ဒီအစဲ30နှစ်ပါ duplicate လုပ်လိုက်မယ်အောက်က oscilli multi angle ဆိုတဲ့နေရာလေးကို60အမှတ်ချိပါ frequency ကို76 dB တင်လိုက်မယ်ရပြီနော် add effect ကိုနေမယ် ကာလာနီယာလေးကိုတရှက်ထောက်ပါ exposure gamma ကို top standard city ကနေလည်းမဒီ exposure ထဲမှာစောက်လာမယ် key frame တရှက်ရှာလိုက်ပြီးတော့မှသူ့ကို0.8 mm ထဲမှာ bit delay center ကိုလာခဲ့လိုက်မယ်နော်အလေးမှာ key frame ရဲ့သူ့ကို0လေးလုံးပေးလိုက်မယ်ဒီကြားမှာသူ grid ကိုထောက်ပေါ် grid ကိုထောက်ဆုံးတည်တင်လိုက်မယ်ဒီဒီ effect ကိုနေမယ် distortion wave တိမှာဒီအတင်လက်ပါ wave for condition standard စနစ်ကိုနေလဲမယ်ဒီ wave for ဒီမှာစောင်းလာ key function အစမှာဒီကသူ့ကို0.45 match မယ်နော်အလေးစံတော့ကိုလာပြီးတော့မှသူ့ကို0.55ဒီညမှာ grade ကိုထောက် bar grade ကိုထောက်ကောက်ကောက်စောင်းဒီ angle ကိုအစမှာလာ key function အစမှာ93 match အစအလေးကို key function လေးမှာ90 အဒီချာမဂရက်ကိုထောက်ပေါ်ဂရက်ကိုထောက်အကောက်ကောက်ဆုံးထိတင်အောက်ကစဖေးစင်းကိုတဆေထားမယ်ဒီညာလေးထောက်ပြီးတဆေစဖေးဒီမိုက်ကီကျူပကြဆာမဂရက်ကတူကိုဒီညာလေးထောက်ပါပြီးရင်2.0ထားမယ်ဘီယလေးစန်တာလာကီဖရန်ရှာလေးမစီယိုဒီချာမဂရက်ကိုထောက်အပေါ်ဂရက်ကိုထောက်အာဒီအောက်ကောက်ကောက်နေနေတင်လိုက်ပါဒီအထွန်းမယ်နော် v ဝါဖန်ကိုထားလေးကိုလာ s ကိုလာကီဖရန်ရှာဆာမ -2 180ပေါ့နော်လေကိုလာ key friendship လေးမှာ zero ဒီကြားမှာ grade မစီဘူးအစ30နဲ့ duplicate လုပ်လိုက်မယ်အောက်က wave for day မှာဒီ fast ဆိုတဲ့နေရာလေးလာပြီးတော့မှသူ့ကို zero လုပ်လိုက်မယ်အလေကိုတော့ရမှာ0.45နော် okay dng ဆိုတဲ့နေရာလေးကိုကျွန်တော်ဒီ fast မှာနည်းနည်းလုပ်လိုက်ဒီတော့ grade ကပြတ်သွားလိမ့်မယ်နော် grade ကိုပြန်တင်ပေးလိုက်ပါ ng မှာအစမှာသူ့ကို zero လေးလုပ်လိုက်မယ်ဒီကြားမှာတော့ grade မပြတ်ဘူး โอเคสเปซซิ่งติสิไมกนิจูวาซัมมาลาอะตุวาซัมมา1.5ဒီကြားမှာ grade ကိုထောင်းဒီ grade ကတော့ရှိနေ။ Okay wifi ကိုကျွန်တော်အဆုံးမကတိကသူ့ကို180 minus မဟုတ်ဘူး plus ပဲကိုတော့မယ်180အလေးကိုရောက်တဲ့အခါမှာ60 point ကိုထားလိုက်မယ်။ဒီကြားမှာ grade မရှိဘူး။เนาะဒီ b add effect ကိုနေမယ်။ distortion wave ကိုထည့်ဝင်ပြီးတော့မှဒီ secular effect ကိုထား standard city ကိုနေတယ်မဲ့ဒီ secular effect ထဲမှာဒီ frequencies ကိုပေါ့နော်အစမှလာ key frequency လိုက်ပါသူကအဲ့ပွဲစီကိုထားမယ်အလေးကိုလာ key frequency အလေးမှာ4.0ဒီကြားမှာ grade ကိုထား power grade ကိုထားအဆုံးဒီတင်လိုက်ပါဒီ strong ဆိုတာကိုအစမှလာ key frequency လိုက်ပါအလေးကိုလာ key frequency အလေးမှသူ့ကိုဆယ်ယိုလေးထားလိုက်မယ်ဒီအောင်မှာ fast ရှိတယ် fast ကိုတော့ detect ထားပါ radius ကိုကျွန်တော်0.8 CO ထည့်လိုက်မယ်အဆုံးထိထည့်လိုက်မယ်နော် feeder လေးကျွန်တော်မကစားဘူး okay add effect ကိုနေမယ် black ဆိုတဲ့နေရာလေးကိုတစ်ချက်ထားပြီး motion black ကိုတစ်ချက်ထားလိုက်မယ်နော် standard setting ကိုနေလိုက်မယ်ဒီ motion black ကို exposure gamma ရဲ့ audio profile မှာတကူနောက်တစ်ခေါက်တင်မယ် motion black ကို black ကိုတစ်ချက်ထား motion black ကိုဒုတိယတစ်ခေါက်တင်မယ်နှစ်ခါ tick ပေးခင်မယ်နော် motion black ကိုဒီထဲမှာ ပြီးလို့ရှိရင်အစဲသုံးစဲနဲ့ copy all effect လုပ်လိုက်မယ်။ be debug အပိုင်းမှာလာပြီး paste ချမယ်။တစ်ချက်ထားမယ် effect ကိုလည်းအစဲသုံးစဲနဲ့ paste ဖယ်။တိုးတော့ကျွန်တော်ဒီ oscilli နှစ်ခုစလုံးကိုဖြတ်လိုက်မယ်။ဒါမှမဟုတ်တစ်ခုပဲဖြတ်လိုက်မယ်။ chain လေးတစ်ခုကိုထောင်မယ်နော်။ဒီအစဲသုံးစဲနဲ့ recess debug ဆိုတဲ့အရာကိုပေးလိုက်ပါ။ be ဒီသူ့ကိုအဆောက်လာမယ်။60 degree လုံလိုက်မယ်။ key frame ရှာလိုက်ပါ။ level အဆုံးကိုသွားမယ်နော်။အဆုံးကိုအဆုံးမှာ -60 degree ओके डी एन इज डी मेक फ्रीक्वेंसीज को 0.5 पो नो डी मैग्नीट्यूड ကြာရင်သူ့အလေးဒီအဆောက်လာပြီးတော့မစစ်စီရထားမယ်ပြီးရဒီအဆုံးကိုတော့ပါ key fringe အဆုံးမှာသူ့ဇယ်ယူလေးလောက်ထားလိုက်တယ်โอเคဒီဒီ oscillator မျိုးပဲပျောက်ပေးလိုက်မယ်ကျန်နေရတဲ့အကုန်လုံးတော့အဆက်သုံးစနစ်ကိုပြောလဲဖိလုပ်ပြီးတော့မှနောက်ကပိုင်း diamond base ရှာလိုက်မယ် ကေပစ်ဒီမပစ်ရှာလိုက်ပြီနော်โอเคဒီဘက်ကအပိုင်းကိုကျွန်တော်ခရီးဆက်မယ်တရှက်ထရှင် move and transport ကိုထောင်းဒီနေရာလေးထောက်သူအစမှာ key frame ရှာလိုက်ပါဒီ bid market မှာနော်သူရှက် bid market မှာ2200အထိတင်လိုက်မယ် bid ရှိကိုလာမယ်2000 TD short လိုက်မယ်သူရှိကိုလာမယ်2300 TD တင်လိုက်မယ် မိဒီအဆုံးကိုရောက်တဲ့အခါမှာ1980ဒီကြားမှာဂရက်ကိုတောင်းအစဲသုံးတဲ့ Piscat Doll Key Friend လို့လည်းပါဒီနောက်ဘက်မှာအဖို့ကျွန်တော်ရှေ့မှာ copy ကူလို့ရှိလို့တခါဒီ Piscat Doll Key Friend လို့လည်းတာနော်ရှင်းနှစ်ခုမှာပေါ်ဘက်ကိုတင်ပေးလိုက်မယ်ဟုတ်ကဲ့ဒီကကိုလေကျွန်တော် beat marking line ပိုင်ခွင့်မယ် ပိုင်းခွေးလုပ်ပြီးရင်ကျွန်တော်ဒီဘက်မှာဓက်ပုံတပုံလေးထိတာတာမို့လို့ဒီဘက်မှာဒီဘက်မျက်နှာကိုလေးနေဒီဘက်မှာဟိုဘက်လေးနေပုံကူးပြောက်တယ်လို့ဖြစ်နေနော်အားကြောင့်မလို့အဲ့ပုံကိုထားခဲ့လဲပါဒီပုံလေးကိုဒီရှင်းတော့မယ် flex horizontal လောက်လိုက်ပါပြောက်ပြန်တစ်ခုအတီတစ်ခုအဲ့လိုပုံစံမျိုးလေးဖြစ်ရှင်တော့နော်ကဲဒီပုံသေးသေးလေးတော့ လေးဟော်ရီဇွန်တာโอเคပြောင်းပြန်တီပြောင်းပြန်တီဖြီးပြီပြောင်းပြန်တီဖြီးပြီဆိုရင်ဒီခုနကကျွန်တော်ကွန်ပျူတာရဲ့ဘက်ကိုနော်ဒီအစအပိုင်းမှာကြာရင်ဒီအစအပိုင်းအစအပိုင်းမှာထိထားတဲ့ဘက်ကိုတင်မယ်လောလောဆယ်ကျွန်တော်ကအတူပိုင်းမှာအဖက်ကိုကော်ပီကူးလို့ရှိရတဲ့အတွက်တခါတည်းကျွန်တော် base ရှာလိုက်မယ် โอเคပြီးလို့ရှိရင်ကျွန်တော်ဒီဘက်မှာเนาะဒီဘက်မှာ ostly နှစ်ထပ်ပါတဲ့ဟာကို copy all ဖဲလုပ်ပြီးတော့မှာဒီအပိုက်မှာကျွန်တော် base ရှာလိုက်မယ်โอเคပြီးနေရှိဒီဘက်ဘက်ကို crease ဒီဘက်ဘက်ကိုလုပ်မယ်ဒီမှာ video ကိုပုံမှန်လို့ရှိနေအဲဒီဘက်ဘက်ကိုလုပ်ပြီးတော့ move and transport dot ဒီနေရာလေးထောက်မယ်เนาะအစမကလေးကသူ့ကိုဒီရှိတဲ့နေရာမှာ key frame ရှာလိုက်မယ်သူ့ရှိကိုလာပြီးတော့မှာ2000 2100ကြီးတင်လိုက်မယ်เนาะ2100တာ ဒီအဆုံမြောက်ကဗီဒီမာကိမတ်ချက်ကီဖရင်ချာအဆုံရောက်တဲ့ခါမှာနှစ်ထောင်ပြန်ထားလိုက်ပါအဲဆိုဒီအနောက်ဆုံးမှာဂရစ်ကိုအပေါ်ကိုဆွေးလိုက်မယ်ဒီရှေ့မှာအပေါ်ဘက်ကိုဆွေးလိုက်မယ်ပီဒီဂျီဒီဆောင်းလာဒီဟာလေးကိုတစ်ချက်ထားမယ်နော်ဒီမှာတခုကီဖရင်ချာလိုက်မယ်ဒီနာမှာရန်တန်ရှာနော်ပြီးအစလာမယ်ဒီဘက်ကနေနေရွှေ့လိုက်မယ်ဒီမှာဒုံလျှောက်လေးကိုမြင်ရှင်လို့ကျွန်တော်ရှေ့ကိုတော်ပြီးကီဖရင်ရှာကြည့်လိုက်တာဘိုဟိုမက်ကနေလို့โอเคဘိုဟိုမက်ကနေလို့ဒီလောက်ကိုဝေးလာမယ်ပြီးရင် ပြီးရင်ဒီဘိုဟိုမက်က point ကိုဖြတ်လိုက်လို့ရပြီနော်ပြီးဒီအဆုံးထိလာပြီးတော့မှသူ့ကိုဒီဘက်ကိုပို့လိုက်မယ်โอเคအဲ့လိုနေထားလေးပို့လိုက်မယ်နော်โอเคအဲ့လိုနေထားလေးပို့ပြီးတော့မှဒီ beat marking အလိုက်သူ့ကိုအပိုက်ခွေလိုက်ပါ ိုင်းခွေးလို့ပြီးရင်ကျွန်တော်ဒီဘက်အပိုင်းမှာဘေဖြက်ကိုဒီဘက်ကိုမျက်နှာထုတ်လို့ဒီဘက်ရောက်တဲ့ခါလေမျက်နှာပြည့်တူနေကျွန်တော်အစာဆုံးပိုင်းကိုထောက်ပြီးတော့မတ်ဘောဆဲသူစနဲ့ flight horizon တာလုံးလိုက်မယ်ဒါတက်ပုံတစ်ပုံတွေ့မှာပါတက်ပုံနှစ်ပုံသုံးပုံတုံးထားဆိုတော့ဒီဟိုတက်ပုံပြောင်းလေးရပြီကျွန်တော်ကတက်ပုံပြောင်းလေးမနဲ့ပညာဆောင်းလိုက်တာ okay ဘညာဘညာဆောင်းထားပြီးပြီဆိုရင်သူ့ကိုဒီတိမှာကျွန်တော်ဒီအစအပိုင်းမှာ effect ကို piece ရှာလိုက်မယ်ဒီ oscillation တစ်ခုပါရဲ့ဟာနော် okay oscillation တစ်ခုပါရဲ့ effect ကိုဒီဘက်ကနေလို့ copy ကူးလိုက်မယ် copy effect လို့ပြောမှာဒီနောက်ကပိုင်းမှာ piece ထပ်ပြန်မှာ piece ဒီနောက်ဆုံးမှာကျွန်တော် background တင်မယ် poly condition ထောင်း background ကိုထောက်ပါအပေါ်ဆက်သွင်းစနေ stretch to composition ရ screen ပြဖြစ်နိုင်မယ် pd shape ကို black poly byte ဖြစ်လိုက်မယ်နော် pd color effect ကိုနေ gradient ကိုတစ်ချက်ထောက်လိုက်မယ်ဒီဒီဒီအစားကောင်ထောက်တော့လေးရပါတယ်ဒီလိုမျိုးလေးရွှေ့လိုက်မယ်နော်ရပြီနော်ဒီနေထားလဲ okay ဒီကထွက်ပါ blending opacity ကိုထောက်ပြီးတော့မှအစမှာ key frame shape ဒီဘက်ကိုတော်တဲ့ကမှရှာလိုက် okay ဒီလိုမှောက်တော့လိမ့်မယ်နော် okay ရတယ်ရပြီဆိုရင်ကျွန်တော်ဒီ background ဒီမှာပဲထားခဲ့မယ်ဒီမှာ affectation တွေ message တွေထည့်လို့ရတယ်နော်မထည့်ထားဘူးကျွန်တော်ဒီဘက်ကိုလာမယ်ကျွန်ပုံအကူပြောင်းမှာ background ခံပေးမယ်ဒီ tercer ratio 2ဘောကျွန်တော်ခုနဒီဒီ beat marking တစ်ခုကဒီမှာတစ်ခုခုနခုန edit လုပ်တဲ့ခါမှာပါဘူးဒီမှာတစ်ခုမပါဘူးကျွန်တော်ခုမှမှတ်လိုက်တာเนาะကျွန်တော် background ထည့်ဖို့လုပ်တော့ okay deep beat marking ကိုလာမယ်9 ratio 2 9 အဲ့နားလေးမှာပေါလီဂွန်တစ်ချက်ထောင်း VD background ကိုထောင်းပေါ်ဆက်သုံးစင်းနဲ့ stretch to composition ရဲ့ screen ပြပြနိုင်မယ် VD background ကို VD ထားမယ်ဆိုရင် D1 1 to ratio 0စမ်းပန်းထားလိုက်မယ်နော်မှတ်ထားပါဒီ okay အဲ့ဒါဆိုရင်ကျွန်တော်ဒီကောင်ကို effect ကိုတစ်ချက်ထောင်း add effect ကိုနေမယ်ပြီးရင်ဒီအားသားနေရာလေးကိုထောက်ပါ copy background ကိုတစ်ချက်ထောင်းလိုက်မယ် standard setting ကိုနေလိုက်မယ်နော် okay add effect ကိုနေမယ် ဒီ distortion wave trim ဒီ wave form ဒီမှာရှိရင် wave form အသုံးပြုပေးရမယ် wave form ကိုကျွန်တော်အစမှာ first ကို key frame ချလိုက်ပါသူ့ကိုဒီတိုင်းထားမယ်ဒီအကူပြောင်းမှာ1.0ထားမယ်အဆုံးကတော့2.0 okay ဒီအစမှာ grade ကိုထားမယ်အပေါ် grade ကိုထောက်လိုက်ပါနော်ဘာမှမလုပ်နဲ့ဒီနောက်မှာဒီရှေ့မှာအောက်က grade ကိုထောက်ပြီးရင်သူ့ကိုနည်းနည်းဒီလိုမျိုး short ပေးလိုက်ပါ okay ပြီးဒီ angle ဆိုတဲ့နေရာလေးကို၄၀လာထားမယ် spacing ကိုကျွန်တော်တစေထားမယ်။အောက်က magnitude ကိုကျွန်တော်အစဝလာ key frame ချပါဆမ်မာဇေယောအဆုံးကိုတော့ key frame ချနော်။ဒီဒီပုံအခုပြောင်းနေရနေမှာ sample point 0လောက်မယ်နော်။ကဲဒီအောက်မှာ wall frame ကိုဒီတိုက်ထားလိုက်မယ်။ဒီပြဒီအဆက်မှာကျွန်တော် grid ကိုတောင်းအောက်က grid ကိုတောင်းနည်းနည်းရှင်းလိုက်မယ်။ဒီရှေ့မှာအပေါ် grid ကိုပြထောက်လိုက်ပါ။ကဲရပြီအစ30နဲ့ duplicate လုပ်လိုက်မယ်အောက်က wave form တွေမှာဒီ angle ဆိုတဲ့နေရာတစ်မျိုးပဲကျွန်တော်ပြောင်းပေးမယ်နော်135အထိပြောင်းလိုက်ပါ angle ကိုအဲအောက်ကကောင်းတွေကိုကျွန်တော်ဘာမှပြောင်းလို့မမလုပ်ဘူးအဲ့ဒါတခုပဲပြောင်းလိုက်မယ် vdg trap ပါ blue and transport ကိုထားမယ်ဒီနေရာလေးကိုတစ်ချက်ထားမယ်ပြီးဒီနေရာလေးမှာသူ့ကို၄တောင်တီတီကြီးလိုက်မယ် vd အပေါ်ကဒီဒီကောင်းလေးကိုတစ်ချက်ထောက်လိုက်မယ်နော်ထောက်လိုက်ပြီးဒီ x y ဆိုတဲ့နေရာလေးထောက်ပါ x ဆိုတဲ့နေရာလေးမှာ1600နဲ့ 26.97ထားလိုက်မယ်။ဒီဒီဖက်ကဟာ1429.5အလောက်ထိထားလိုက်မယ်နော်အမြင့်ချိပါ။ဒီနံပါတ်နှစ်ခုကအရေးကြီးပါတယ်နော်။ ပြီးကျွန်တော်လုတ်တဲ့အတိုင်း background ကိုအဲ့လိုမျိုးလုတ်လိုက်ပြီးမှနံပါတ်နှစ်ခုကိုလုတ်လိုက်ပြီးမှဒီ depth ပုံကအပေါ်ကိုခုံတက်သွားပြီးတော့မှအောက်ကိုဒိန်းကလေးကျလာတဲ့ပုံစံမျိုးလေးဖြစ်သွားလိမ့်မယ်နော် Okay ရပြီအဲ့ဆိုကျွန်တော်နောက်ထပ် background အသေးလေးတစ်ခုထည့်ဖို့ဒီအပေါ်လေးကိုဒီချက်တော့ background ကိုထားမယ်အပေါ်ဆက်သုံးစင်းနဲ့ stretch to composition area ဒီရှေ့ကိုလာပြီးပိုလေးပိုက်ဖြတ်လိုက်ပါဒီ background ကတော်တော်လေးနော်ဒီကောင်လေးကို add effect နဲ့ add effect နဲ့ပထမ copy background ကိုကျွန်တော်ထည့်လိုက်ဒီက try add effect နဲ့ဒီရင်းအနေနဲ့ဒီ wave form နဲ့ပဲလုပ်ပေးမယ်နော် ကဝေးဖော်မှာဒီ fast ကိုဒုတိယ bit market မှာ key frame ချလိုက်ပါ VAT 1.0လောက်လာမယ်အဆုံးတော့ key frame ချအဆုံးမှာသူ့0လောက်လာမယ်နော်ကျွန်တော် grade ဒီပါတယ်တော့မဆွေဘူး NG ကို263ထားလိုက်မယ် spacing ကို126တိထားလိုက်မယ်အများကြီးပဲနော် okay ဒီ magnitude ကိုကြာရင်1.8ထားလိုက်မယ် dpd as as set မှာ key frame ချလိုက်ပါ1.8ကို ဒီအစဝင်လာမယ်ဆယ်ယောအဆုံးကိုတော့ဆယ်ယောကဲဒီ wave form ကိုတော့မလုပ်ဘူးအစဲ30နဲ့ duplicate အောက်က wave form မှာဒီ fast ကိုလေကျွန်တော်ပြောင်းပေးမယ်နော်ဒီ0.56အလေးမှာဒီဒီဘက်ကိုကြာရင်ကျွန်တော်0ထားမယ်ဒီတိုက်ထားမယ် angle ကိုကျွန်တော်ပြောင်းပေးမယ်60ထားမယ် faces ကို60ရှိတိထားမယ် နောက်က magnitude ကကျွန်တော်ဟိုပြောင်းဟိုပြောင်းလိမ့်မယ်ဗျ magnitude ဒီအလေးဘိုးပိုက်ကိုပြောင်းလိမ့်မယ်အလေးဘိုးပိုက်ကို1.7ထားမယ်နော် okay v is 78 duplicate လောက်လိုက်မယ်အောက်က waveform မှာဒီ fast angle fast ကိုလည်းမပြောင်းဘူး angle ကိုလည်းမပြောင်းဘူးနော်ဒီ surface စတမျိုးပဲပြောင်းပေးမယ်94ထားလိုက်မယ်ဒီအောင်မောဖ်ဒီ magnitude ကို1.90ထားလိုက်မယ်နော် okay ရပါပြီဒီ effect သုံးမျိုးကိုဒီဒီတိမှာထည့်ပေးလိုက်မယ်အာဒီဟို move and transport တွေထောက်ပြီးတော့မှဘာမှလုပ်စရာမလိုဘူးเนาะဒီလိုမျိုးလေးလုပ်ပေးလိုက်ရပါပဲ okay ပြီးရင်ကျွန်တော်ဒီအောက်ကဒီနေရာလေးမှာဒီဒီ wave one နဲ့ထည့်ထည့်ထားတာမှာ add effect ကိုနေပြီးတော့မှ black နေရာလေးထောက် motion black ကိုထောက် standard setting ကိုနေနေမယ် motion black ထည့်ပေးလိုက်ပုံမိုက်ရပါဘောเนาะ motion black ပါကျွန်တော်ထည့်ပေးလိုက်မယ် okay ဒီလိုရှိဒီ background နှစ်ခုကိုပဲကျွန်တော် copy ကိုမယ် ဒီမျိုးလုံးပုံလေးခဏလေးထောက်လိုက်ဒီလိုအမှတ်ချကြလိမ့်မယ်နော်ကျွန်တော်တို့ copy ယူထားတာက layer နှစ်ခုရေနော်အဲ့ဒါကိုဒီနားလေးတရှင်ထောက်လိုက်ပါ layer နှစ်ခုလေးရှိတယ်ဆိုရင် okay မှန်ပါတယ်ကျွန်တော်ဒီနေရာလေးထောက် copy 2 layer လောက်လိုက်မယ် okay ဒီဘက်ကိုလာမယ်နော်ဒီဘက်ကိုလာပြီးတော့မှဒီမှာကျွန်တော်တို့ asset ပေါ့နော်ဒီမှာ asset အဲ့ဒီ asset ကိုဒီဘက်နည်းနည်းလေးလာပြီးတော့မှကျွန်တော် base ရှာလိုက်မယ် base 2 layer ဒီမှာ quantity ကြလား quantity ကြရနော်ဒါပြီးရင်ဒီမှာအကူပြောတစ်ခုရှိရေ ဒီဘက်ကိုလာပြီးပစ်ရှာလိုက်မယ်ကွတိကြလားကွတိကြကွတိမကြဘူးလွေးနေနော်ဒီလိုထောက်ပြီးရွှေ့လိုက်ပါဒီလိုထောက်ရွှေ့လိုက်โอเคအော်ဒီဘက်မှာဒီအဆုံးမှာလေကျွန်တော်လောက်ထားလိုက်မယ်ပစ်ရှာလိုက်မယ်โอเคဒီမှာကွတိမကြကိုရွှေ့လိုက်မယ်ဒီကောင်လေးကွတိမကြကိုရွှေ့လိုက်မယ် တိုးတော့ကျွန်တော်တို့ဒီဘက်မှာကြာရင်ဒီ background ကိုဆုံးအောင်ဒီမထအောင်နော်။ဘာဖြစ်စေဒီအောက်ကသရှင်းနဲ့ကျွန်တော်တို့ edit လုပ်ထားတာကဒီ bit marking မှာဆုံးနေတဲ့အတွက်နဲ့အဲ့နားလေးမှာဒီရိုးရိုးနေရာလေးကိုဒီနေရာလေးပြန်လဲပါဒီ gallery ထောက်ပြီးတော့မဖြတ်စရာမလိုဘူးနော်။ဒီနေရာလေးရိုးရိုးလေးနေရာလေးမှာဖြတ်ရှာလိုက်။ကဲရပြီဒါဆိုကျွန်တော် color adjustment လုပ်မယ်အပေါင်းလေး position တောင်း background ကိုတောင်းမယ်အပေါင်း set သုံးစင်းနဲ့ stretch to composition ရဲ့ screen ပြပြလိုက်မယ်နော် blending opacity ကိုတောက် VAD အောင်မှာ difference ကိုလည်း receptors ကိုတောက်လိုက်မယ်နော်ဒီက traffic ကနေ edit ကနေဒီ bermaw zone နေနဲ့ copy background ကိုထည့်လိုက်မယ်ဒီမှာရှိပြီသား copy background ပြီးရဲ့ edit ကနေမယ် exposure gamma ဒီထဲမှာရှိရေနော် okay dh exposure ထဲမှာ -0.73 အမှတ်ချိန်မယ်ဒီက track effect ကိုနေ လက်နေရာလေးထောက်ပြီးတော့မှ Goshen Black ဒီမှာဒီအပေါ်မှာဒီမှာ Goshen Black ကိုတစ်ချက်ထား Standard setting နဲ့လည်းပါ Goshen Black ကိုကျွန်တော်ထည့်လိုက်အောင်ပဲနော် Okay ဒီက track နောက်တဲ့ background တစ်ခုချိန်မယ် poly ကိုနေ background ထား offset 30နဲ့ stretch the composition ရဲ့ second view ပြ color effect ကိုနေပြအဖြူရောက်ပြောက်လိုက်ပါ villain တင် opacity မှာ contrast ကိုနေပြီး over လေးကိုပြောင်းပေးလိုက်ပါတော့နောက်ထပ် background တစ်ခုထည့်အပေါ်လေးနဲ့ဒီမှာ screen ပြေလို့ blending effect ကိုနေ add effect ကိုနေ copy background ကိုပထမဆုံးထည့်လိုက်ပါဒီက track add effect ကိုနေ black ဆိုတဲ့နေရာလေးမှာ sharpen ဆိုတဲ့ effect ကိုထည့်လိုက်မယ်ဒီ standard setting ကိုနေလဲဒီ sharpen ထည့်မှာဒီနေရာလေး top 0.20အောက်က radius ဆိုတဲ့နေရာလေးမှာ1.3ထားလိုက်မယ်ဒီက track ပါ add effect ကိုနေမယ် ကာလာနေရာလေးထောင်မယ် gradient overlay ကိုတစ်ချက်ထောင်းလိုက်ပါ standard setting ကိုနေလိုက်မနော်ဒီ gradient overlay ထဲမှာပွားကောင်ကဒီအကြောင်းလေးပြောင်းပေးလိုက်မယ်အောက်ကကောင်ကအမေးအောင်ပြောင်းပေးလိုက်မနော် angle ကိုကျွန်တော်6 shift y find ထားလိုက်မယ် okay ဒီ offset ကိုလေးဒီတက်ထားမယ်ဒီ scale ကိုကြာရင်0.94လောက်ထားလိုက်ပါဒီအောင်မှာ alpha ကို80ဒီထားလိုက်မယ်နော်ပြီးဒီအောက်ကိုလာပြီးဒီ nominal ကိုထပ်ပြီး multiply ကိုပြောင်းပေးလိုက်ပါဒီကထွက်မယ်နော် add effect ကိုနေမယ်ဒီ color နေရာလေးကို color light နေရာလေးမှာ color tone ဆိုရှိဒီမှာနေเนาะအဲ့ဒါ standard setting လေးနဲ့ဒီကောင်လေးမှာဒီနေရာလေးမှာဒီဘက်ကိုနည်းနည်းတင်လိုက်ပါထားတယ်နေထားတယ်เนาะ gamma နေရာလေးမှာဒီဘက်ကိုအဆုံးထိတင်လိုက်မယ်အဒီနေတာလေးเนาะ pd ကောင်လေးကိုကြာရင်ဒီဘက်ကိုပုံမယ် okay ဒီလိုအနေထားလေးနော် vd အောက်ကအကောက်ကိုကြာရင်နည်းနည်းရှင်အဲ့လိုအနေထားလေးထားလိုက်မယ် k rf ကိုနေမယ် ဒီကာလာနေရာလေးကိုထောက်ပါပြီးဒီ exposure gain မာလေးကိုတစ်ချက်ထောက် standard setting ကိုနေလိုက်မယ်နော်ဒီ exposure တိမှာဒီ exposure ကို0.80ထိထားလိုက်မယ်ဒီ gain မာကိုကြရ0.950ထိထားလိုက်မယ်နော်ကတိကထွက်မယ် add effect ကိုနေပဲ color light ကိုတစ်ချက်ထားမယ် PAD မှာ saturation vibrance standard setting ကိုနေလိုက်မယ်ဒီကောင်လေးမှာ saturation ကို +2.5 ထိထားလိုက်မယ်နော်အောက်က vibrance ကိုကြရ1.15ထိထားလိုက်မယ် ပြီးပြီနော်နောက်ထပ် background ကိုကြည့်မယ်ပေါလင်နဲ့ background တော့ screen ပြေလောက်လိုက် BAD effect ကိုနေမယ် edit effect ကိုနေမယ်ပထမဆုံး copy background video track edit effect ကိုနေ duty အနေနဲ့ sharp point ကိုထပ်တင်မယ် dependency မှာ0.15ထားမယ်နော်မြစ်ချိတ်ပါအောက်ကကောင်းတော့ကျွန်တော်ပါမလို့ဘူး edit effect ကိုနေမယ် BAD နေရာလေးကိုတစ်ချက်ထောက်ဒီ beginner ဆိုတဲ့ effect ကိုတစ်ချက်ထောက် standard setting ကိုလည်းလိုက်မယ်ဒီ beginner မှာဒီဒီ size ကို120ထားမယ်နော်ဒီ roundness ကို200 dd ရွှေ့လိုက်မယ် အောက်ကဖေဒါဆိုတဲ့နေရာလေးကို0.800ထားလိုက်မယ်အောက်ကဒီစထရွန်လေး800တလောက်ပါပဲရပါပဲဒီဘက်ဂရောင်းအာဒီဘက်ဂရောင်း၄ခုလုံးကိုအမက်ချလိုက်ပါ ဒီညလေးတော့လေးခုမှန်ရတော့အားစေကျွန်တော်အဆုံးထိလာလိုက်မယ်ပီတီအောက်မှာဒီကောင်လေးတစ်ချက်ထောက်လိုက်ဘက်ဂရောင်းလေးခုလုံးကဒီဒီရောက်လာလိမ့်မယ်နော်โอเคအာနောက်ထပ်ကျွန်တော် sorry နောက်ထပ် back background ခုထည့်မယ်ပေါလိကနေ background ကိုထောက်အပေါ်ဆက်သုံးစနေ stretch the conversation ရာပီဒီ background ကိုလည်းကျွန်တော်အဆုံးထိထားလိုက်ပါဒီရဲ့ဒီချက်မှာ effect ကနေ add effect ကနေ promotion နဲ့ copy background ကိုထည့်လိုက်မယ်ဒီက track add effect ကနေ wave font နဲ့ကျွန်တော်လှုပ်စီလှုပ်စီပုံစံမျိုးလေး တုံးပေးမယ်နော် distortion wave ဒီမှာဒီအမ wave wave ရှိရ standard setting ကိုလိုက်လိုက်ပါဒီ wave wave ထဲမှာ fast ကိုအဆုံးမှာ key frame ရှာလိုက်မယ် vdinator 10.0 okay အဆုံးကိုအဆောင်တော့အဆမှာသူ့ကိုဆယ်ယူလေးလောက်လိုက်မယ် dng ကိုကျွန်83 this facing ကို10ဒီ magnitude ကို0.5ဒီ warp angle လေးစင်က sedonzane duplike akwa waveforma di angego koze spacings ko di data wolf angle le di data ba angle de myo be pyaw lai bi move and transport out di narrator na taw law ji lai ba na me che lai ba ya ba be azo di background le myo long ko jaw che ta bi bi di background le myo ma di a paw song ga di eighth waveform par di background aw song ko po lai ba a paw song ma ma tha ba na no โอเคရပါပြီအဒီအပေါ်အမြားလေးကိုတစ်ချက်ထား export ဆိုလေး cloud ကိုထားလိုက်ပါဒီကနေလို့100%ပြည်တာနဲ့ဒီအောင်မ save ဆိုလေး cloud လေးကိုနှိပ်လိုက်တာနဲ့ message to phone တွေကိုဒီတစ်ချက်တွေကရလောက်မှာဖြစ်ပါတယ်เนาะအားလုံးပဲအဆင်ပြေကြပါစေ bye bye